မင်္ဂလာမနက်ခင်းပါရှင်2025ခုနှစ်အောက်တိုဘာလ16ရက်နေ့ရေဒီယို NUG မနက်ခင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမမပထမဦးဆုံးတင်ပြပေးမယ့်သတင်းကတော့မြန်မာနိုင်ငံရှိလူခွင့်ရေးကာကွယ်စောင့်ရှောက်သူများဖိနှိပ်ခံရမှုကိုကုလသမဂ္ဂမှတတ်မှတ်ကြီးဆွေးနွေးတဲ့သတင်းပဲဖြစ်ပါတယ်ကုလသမဂ္ဂထွေထွေညီလာခံရဲ့ လူမှုရေးလူသားချင်းစာနာထောက်ထားမှုနှင့်ရင်းချမှုရေးရာကော်မတီတတိယကော်မတီတွင်လူခွင့်ရေးကာကွယ်စောင့်ရှောက်သူများ၏အခြေအနေနှင့်ပတ်သက်၍ဆွေးနွေးပွဲတစ်ရက်ကို2025ခုနှစ်အောက်တိုဘာလ16ရက်မွန်လွဲပိုင်းမှာကျင်းပခဲ့ပါသည်။ဆိုပါစီစဉ်မှာလူခွင့်ရေးကာကွယ်စောင့်ရှောက်သူများဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ Miss Marie Lola က၎င်းရဲ့အစီရင်ခံစာကိုတင်ပြခဲ့ပြီးမြန်မာနိုင်ငံပါဝင်ကမ္ဘာတဝန်းရှိလူခွင့်ရေးကာကွယ်သူများရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကိုထောက်ပြခဲ့ပါသည်။၎င်းကနိုင်ငံများအား လူခွင့်ရကာကွယ်သူများကိုကာကွယ်ပေးနိုင်ရန်မူဝါဒများမှာထည့်သွင်းရေးဆက်ရန်အကြံပြုခဲ့ပါတယ်။ဇွန်နေဘက်မှာကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံ30ခန်းမှကိုယ်စားလှယ်များပါဝင်ခဲ့ရာမြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်သတ်မှတ်ချက်ဦးကျော်မုံထွန်းကမြန်မာနိုင်ငံရှိလူခွင့်ရကာကွယ်သူများ၏အခြေအနေကိုဆွေးနွေးထောက်ပြပြောကြားခဲ့ပါတယ်။ဦးကျော်မုံထွန်းကလူတိုင်းမှာလူခွင့်ရကာကွယ်ရန်ချိုးဖောက်မှုများကိုငြိမ်းချမ်းစွာထုတ်ဖော်ရန်နဲ့ ၎င်းကြောင့်လက်တုပ်ပြမှုများမှအစိုးရထံမှအကာအကွယ်ရရှိပိုင်ခွင့်ရှိသော်လည်းအချို့နိုင်ငံများတွင်လူခွင့်ရေးကာကွယ်သူများသည့်ချိန်ချောက်မှုနှင့်တိုက်ခိုက်မှုများရင်ဆိုင်နေရတယ်လို့ပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံတွင်2021ခုနှစ်ဖေဖော်ဝါရီလဆီယနာသိမ်းပြီးနောက်လူခွင့်ရေးကာကွယ်သူများဟာမတရားဖမ်းဆီးချုပ်နှောင်မှုညှဉ်းပန်းနှိပ်စက်မှုထိပါစော်ကားမှုသက်အန္တရာယ်ပြုမှုနဲ့တပ်ဖြတ်မှုတွေကိုရင်ဆိုင်နေရတယ်လို့ဖော်ပြခဲ့ပါတယ်။၎င်းတို့ဟာဥပဒေထောက်ပံ့မရှိဘဲဖမ်းဆီးချုပ်နှောင်ခံရပြီးတကားပိတ်စစ်ဆေးမှုများတရားမျှတမှုမရှိသည့်စီရင်ချက်များ ကျင်းတော်များတွင်အစာအစာရေနှင့်ဆေးဝါးကုသမှုကန့်သက်ခံရမှုများကြောင့်သက်သေဆုံးမှုများပင်ဖြစ်ပေါ်နေတယ်လို့သံမန်ကြီးကဆိုခဲ့ပါတယ်ထို့အတူဆေးအုစုကလူခွေကောက်ွယ်သူများအားဖန်ဝရန်ထုတ်ပြန်ထားတာကြောင့်၎င်းတို့သည်ပုံရှောင်ခြင်းသို့မဟုတ်နိုင်ငံပြင်မှထွက်ခွာရခြင်းများလှုံ့ဆော်နေရကလူခွေကောက်ွယ်သူများသာမက၎င်းတို့၏မိသားစုဝင်များပါမမျှတသည့်ဆွဆွဲမှုများတရားစီရင်မှုများဖြင့်ဖိနှိပ်ခံနေရတယ်လို့ထည့်သွင်းပြောကြားပါတယ်၂၀၂၁ခုနှစ်ဖေဖော်ဝါရီလမှစ၍ဆီယနာသိမ်းမှု56လအတွင်း တပြက်ခံရသူများတွင်မြို့သမီး25ရာခိုင်နှုန်းဖန်စီခံရသူများတွင်20ရာခိုင်နှုန်းပါဝင်တယ်လို့ဖော်ပြခဲ့ပါတယ်။အထူးသဖြင့်မြို့သမီးလူခွင့်ရေးကာကွယ်သူများသည့်တော်လင်းလှုံ့ဆော်မှုများကိုဖိနှိပ်ရန်စေုပ်စုဤပြစ်မှတ်ထားမှုများကိုရင်ဆိုင်နေရပြီး၎င်းတို့ကိုဖန်စီခြင်းညှဉ်းပန်းနှိပ်စက်ခြင်းနှင့်မတရားအကျဉ်းချခြင်းများပြုလုပ်ခံနေရတဲ့အပြင် စေအုစုဟာမြို့သမီးတက်ကြွလှုံရှားသူများကိုစောင့်ကြည့်ထောက်လှမ်းရန် digital နေပညာများကိုအသုံးပြုကကြားမအခြေပြုရှက်ခွဲမှုနဲ့ online လွဲသုံးစားမှုများဖြင့်၎င်းတို့၏ပုံရိပ်နှင့်ဆန္ဒများကိုဖျက်ဆီးလျက်ရှိတယ်လို့တမန်ကြီးကထောက်ပြခဲ့ပါတယ်။မြမတမန်ကြီးဦးကျော်မထွန်းကကုလသမဂ္ဂအနေဖြင့်စေအုစု၏လူသားမျိုးနွယ်ပေါ်ရာဇဝတ်မှုများနှင့်လူခွင့်ရချိုးဖောက်မှုများကိုမှတ်တမ်းတင်ထားရှိရန်စေအုစု၏အလင်းညာရွေးကောက်ပွဲကိုပြင်းထန်စွာကန့်ကွက်ရန်နဲ့လူခွင့်ရကာကွယ်သူများ၏ဘေးကင်းမှုနှင့်ခန့်ကန်နာကိုမြင့်တင်ကာကွယ်ရန်နိုင်ငံတကာအသိုင်းအဝိုင်းအားတိုက်တွန်းခဲ့ပါတယ်ရှင်။ နောက်ထပ်တင်ပြမယ့်သတင်းကတော့မြန်မာစစ်တပ်ရွေးကောက်ပွဲကိုဥရောပသမဂ္ဂကအသိမှတ်မပြုဟု EU လူခွင့်ရင်ကိုယ်စားလှယ်ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။အော်တိုဘားလ16ရက်ကမလေးရှားနိုင်ငံမှာကျင်းပပြုလုပ်တဲ့ ASEAN EU ရပ်ဖက်လူမှုဖွဲ့စည်းများ Forum နဲ့လူခွင့်ရင်ဆိုင်ရာ ASEAN EU မူဝါဒဆွေးနွေးပွဲပြီးမှမလေးရှားခင်းဒီသတင်းဌာနနဲ့တွေ့ဆုံစဉ်မြန်မာစစ်တပ်က2025ခုနှစ်ဒီဇင်ဘာလ28ရက်မှာကျင်းပမည့်ရွေးကောက်ပွဲသည့် လွတ်လပ်မြတ်တမှုမရှိသည့်အပြင်စစ်တပ်၏အာဏာခိုင်မာရေးကိုသာဥတည်သည့်ရွေးကောက်ပွဲဖြစ်သည့်ဖြင့်ဥရောပသမဂ္ဂ EU နှင့်ဖြင့်၎င်းကိုအတိမတ်ပြုမည်မဟုတ်ကြောင်း EU လူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ကာချောအော်လွန်ဂရန်ကပြောကြားခဲ့ပါသည်။သူမက မြန်မာစစ်တပ်အလကောင်းတို့၏လုပ်ရက်များပြုပြင်ပြောင်းလဲရန်ဇန်ဖတ်မှုများရက်တရက်နဲ့ပြပခများကိုအမှန်တကယ်ဖြည့်ရှင်းနိုင်ရန်စစ်မှန်သောဆွေးနွေးမှုများပြုလုပ်ရန်လည်းတောင်းဆိုခဲ့ပါတယ်။လေလာသူတွေလုံးဝမဆင်လွတ်ခြင်း၊မြန်မာနိုင်ငံပေါ်ပိတ်ဆို့အရေးယူမှုတွေချမှတ်ခြင်း၊ပြပခများအဆုံးသတ်ရေးတောင်းဆိုခြင်းတွေပြုလုပ်ပြီးသူတို့ကိုတိမတ်ပြုလက်ခံခြင်းမရှိဘူးဆိုတာပြသသွားမှာဖြစ်ပါတယ်လို့သူမကဆက်လက်ပြောကြားခဲ့ပါတယ်။ဒါပြင်အာဆီယံနိုင်ငံများအနေနဲ့ မြန်မာပြည်ပခန့်ဖြည့်ရှင်းမှဆက်လက်ပါဝင်တွန်းအားပေးရ EU အနေနဲ့မျှော်လင့်ကြောင်းမြန်မာချင်းနေသည့်အာဆီယံဒေသတစ်ခုလုံးအတွက်မတည်ငြိမ်မှုများဖြစ်ပေါ်စေနေပြီးအိန္ဒိယနိုင်ငံများလည်းထိခိုက်ခံစားနေရကြောင်းသူမကထောက်ပြခဲ့ပါတယ်မြန်မာနိုင်ငံမှာ2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်နိုင်ငံတော်ဝန်ရှိနေမြင့်များပြားကိုတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားပြီးစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်ရသည့်တနိုင်ငံလုံးတိုင်းတာဖြင့်ရွေးကောက်ပွဲကျင်းပနိုင်ရန်စွမ်းဆောင်နိုင်မှုမရှိကြောင်းစစ်ကောင်ဆောင်ကိုယ်တိုင်အော်တိုဘားလ9ရက်ကဝန်ခံခဲ့ပါတယ်ရှင် ဆက်လက်တင်ပြမယ့်သတင်းကတော့တရက်ချင်းတော်ကလူရက်စေနိုင်ငံချင်းသားများကိုထောင်ပူဝါမှာပြန်လည်ဖမ်းဆီးတဲ့သတင်းပဲဖြစ်ပါတယ်။မကွေးတိုင်းတရက်ချင်းတော်မှလူရက်စေနိုင်ငံချင်းသားအချင်းသူတွေကိုအမိခံသားလှုပ်ပေးပြီးထောင်ပူဝါမှာပြန်လည်ကဖမ်းဆီးခဲ့တယ်လို့ Justice Network for Political Prisoners ကထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတည်တည်ရှိအကျဉ်းောင်များမှာမတရားဖန်ဆီးခံထားရတဲ့လူရဲစိတ်နိုင်ငံအကျဉ်းသားအကျဉ်းသူတွေကိုထောင်ပေါ်ဝမှာပြန်လည်ဖန်ဆီးခဲ့ကမတရားပုံမှန်မျိုးစုံတက်ခံရတဲ့ဖြစ်စဉ်များခုနှစ်အတွင်းမှာပုံမှန်များပြားလာတယ်လို့ဆိုပါရယ်ကုလမှာလည်းဒီရဲ့အကျဉ်းောင်အတွဲ၁၆နှစ်တင့်ဖြစ် ငါးနှစ်တာအကျဉ်းချခံနေရတဲ့ကိုစီသူနိုင်ဆိုသူဟာအော်တိုဘားလ73ရက်နေ့ကလူရဲစိတ်ကလွမြောက်လာပြီးနောက်ထောင်ပူဝမှာပြန်လဲဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။၎င်းကိုတည့်ရစီရဲစခန်းမှာနှညာအိတ်ထိမ့်သိမ်းခဲ့ပြီးပုံမှန်52ကာကြီးနဲ့ထပ်မံကတ်ခဲ့ကတည့်ရအချင်းနောင်ကို16ရက်နေ့မှာပြန်လဲပို့ဆောင်ခံခဲ့ရတယ်လို့စုံစမ်းသိရှိရတယ်လို့ဆိုပါတယ်။မကြောက်သေးခင်ရဲ့အပိုင်းချာကလည်း6သောနိုင်ငံအချင်းသားအချင်းသူလေးဦးဟာတရထမှာပဲခုလိုလွမြောက်ပြီးနောက်ပြန်လဲဖမ်းဆီးခံရမှုဖြစ်စဉ်များရှိခဲ့တယ်လို့သတင်းရရှိထားကြောင်း GNPP ကဖော်ပြထားပါတယ်။ ခုကဲသူကျူးလွန်ချိုးဖောက်နေမှုများကိုအဆုံးသတ်ရန်နဲ့စစ်ကောမရှင်ကကျူးလွန်နေတဲ့လူရဲတွေကိုအလုံးစုံဖော်ထုတ်ရန်ကြိုးစားရင်းနိုင်ငံချင်းသူချင်းသားအလုံးလူမျိုးရဲ့မှန်ကန်သောတရားဥပဒေဖော်ဆောင်နိုင်ရေးကြိုးပမ်းသွားမယ်လို့အသိပေးထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့တောင်ကြီးမှာတက်ခံရတဲ့လူသေးလောင်းကိုလာစွန့်ပြေအောင်မန်းမှာပျောက်ဆုံးနေတဲ့လူငယ်တအုပ်ကိုသေဆုံးလျက်တွေ့ရှိတဲ့သတင်းဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မြို့မရက်ကွယ်ဆက်ဆန်ထွန်းလမ်းမှာတပ်ခန့်ထားရတဲ့မြို့သားတအုပ်ရဲ့အလောင်းကိုကားနဲ့လာရပစ်ချသွားတယ်လို့ဒေသသတင်းတွေအရသိရပါတယ်။လောင်းတွေထိုးသွင်းနေရများပြက်ရှတဲ့ရများနဲ့နေရတစ်ဖက်ဖြတ်ထားတယ်လို့တွေ့ရတယ်လို့သိရပါတယ်။ဖြစ်ရနေရသောအမှတ်၁နဲ့အမှတ်၂ရဲစခန်းများမှရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီးလောင်းကိုဆက်ဆန်ထွန်းစီရင်ကြီးကိုပို့ဆောင်ခဲ့ကစိမ်းမန်းရဲရုံမှ CCTV မှတ်တမ်းများဖြင့်တရခန့်များကိုခြေရခန့်စုံစမ်းနေတော့လဲမမိသေးဘူးလို့သိရပါတယ်။ဒါပြင်အောင်မန်းမြို့ မင်္ဂလာကဲအနီတွင်ယနေ့မနက်9:00နာရီကသက်25နှစ်အရွယ်လူငယ်မျိုးသားတဦးရဲ့အလောင်းကိုတွေ့ရှိခဲ့တယ်လို့သိရပါတယ်။၎င်းဟာညောင်မင်းအောင်ရက်ကွက်မှာဖြစ်ပြီး၃ရက်ခန့်ပျောက်ဆုံးနေခဲ့သူဖြစ်တယ်လို့သိရပါတယ်။တောင်ကြီးနဲ့အောင်မဲမြို့တွေမှာတပြိုင်နက်လူသေအလောင်းများတွေ့ရှိရမှုဟာချမ်းပြည်တောင်ပိုင်းမှာပထမဆုံးအကြိမ်ဖြစ်ပေါ်ခဲ့ပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ Carshare နဲ့ပတဲဖို့တို့ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။